ဂိုးမျိုးရဲ့မြင့်ရေဟာ680စင်တီမီတာတဲ့အစိုးရင်ရေမှတ်က845စင်တီမီတာဒါမနက်ကတော့6နာရီခွဲအတိုင်းတော့ချက်ရပါတော့ရေကတော်တော်စီးဆင်းလာတဲ့စပိုင်းတို့ခေါင်းစည်းကျွန်းတို့ကျွန်းတရာတို့ဘက်ကိုရေတွေဝင်နေပြီနော် အားလုံးပဲမင်္ဂလာပါမျိုးကြီး MK Entertainment Channel ကြိုဆိုလိုက်ပါဟဲ့ဒီနေ့တစ်ဆက်ပြင်းတဲ့တင်လေးကအရန်ကမှရေးကြည့်တဲ့တင်လေးပြဒီတင်လေးကဘာလဲဆိုရင်ပခိုးမြေရေးဆိုရင်ရေးအမှတ်889ကိုရောက်ရှိတော့မယ်လို့ကြေညာလိုက်တဲ့တင်လေးကိုတစ်ဆက်ပြတ်ပေးသွားမှာဖြစ်ပါတယ်ဒီတင်လေးကိုတစ်ဆက်ပြတ်ပေးရရေးချက်ကတော့ကျွန်တော်မျိုးလေကြိုတေကကွယ်ပစ္စည်းလေးရအောင်ဘုသူရအနေနဲ့ပြန်လည်ပြမဲ့တစ်ဆက်ပြလေးခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်ဥပိဖန်လေးကိုဆက်လိုက်ရအောင်ခြေစည်းနဲ့ဆိုတော့ဒီကနေမြင်အောင်ဟိုကနေရောက်မှာ အဲဆိုရင်ရေအမှန်880ကိုနော်နည်းနည်းပဲလို့တော့တယ်တလားဆိုရင်ရေမှ880ကိုတဲ့ဆိုရင်ရေမှ880ကိုမနက်ကတော့ကအကိုတယောက်တင်လာတာမြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းတွာချက်အရာကတဲ့ပကိုးမျိုးရဲ့မြင့်ရေဟာ880စင်တီမီတာတဲ့ဆိုရင်ရေမှက845စင်တီမီတာတဲ့အာမနေ့ကတော့ဟိုတာမနက်ကတော့6နာရီခွဲတိုင်းတွာချက်အရာပေါ့နော် အခုကကျွန်တော်ဒီနေရာကိုရောက်နေတာအဲပဲခူးမြစ်မဟုတ်တော့ရေတော်တော်စီးဆင်းလာတဲ့စပိုင်းတို့ခေါင်းစည်းကျွန်းတို့ကျွန်းတရာတို့ဘက်ကိုရေတွေဝင်နေပြီเนาะစပိုင်းတွေကိုလည်းရေတွေဝင်နေပြီမနေ့ကတော့စပိုင်းကတော့ရေမဝင်သေးဘူးအခုလှမ်းကြည့်လိုက်တဲ့အချိန်မှာစပိုင်းတွေကိုရေတွေဝင်နေပြီပရီတက်လန်းထိတ်တက်တဲ့ကပလီခေါင်းလမ်းကိုလည်းရေတွေဝင်နေပြီ ီးတော့ရွှေနေသားဖုန်းချောင်းရှိရလမ်းနေတဲ့ကိုလည်းရှိသေးဝင်နေပြီเนาะဒါဒီဥစ္စာကဒါဒီကနာလန်ကျွန်တော်ပန်းညံထဲကနေပြီးတော့ကျွန်တော်ရိုက်ပြနေတာပေါ့ဟိုးအရှိမ P1 ဆိုတော့ P1 ဆိုတဲ့နေရာမှာเนาะအမှဆုံးရင်ရေမဲ့180တဲ့အဲ180ကိုမှီဖို့တထွာလောက်ပဲကြံတော့တယ်ဗျเนาะအမှ P1 နဲ့အမှဆုံးရင်ရေမဲ့180တဲ့ အောက်ပိုင်းအနိုင်ပိုင်းရက်ကွက်များကျူတင်ပြင်ဆင်ပေးဖို့ကျူတင်ပြင်ဆင်ထားဖို့အတွက်ကိုကျွန်တော်တင်ပြအပ်ခြင်းဖြစ်တယ်နော်ဘာမှတော့မဟုတ်ပါဘူးဒီပကိုးမျိုးဟာနှစ်စဉ်နှစ်တိုင်းရေကြီးရေရှမ်းတာဒါထုံးစံအတိုင်းတမစင်အတိုင်းဖြစ်နေတဲ့အတွက်ကြောင့်တော့ဒါကျူတင်ပြင်ဆင်လို့ရအောင်လို့ကျူတင်ပြင်ဆင်ပြီးရအောင်လို့ကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်အခုဒီဥစ္စာကဒါဇိုင်းမြောက်ကနလာနေပြီးတော့ကျွန်တော် 18လမ်းဘေလီတံတားဘက်ကိုကျွန်တော်ရိုက်ပြနေတာပါဒါဒီဘက်ကကြတော့ဒါဟိုဘက်ကဈေးဟိုမှာဟိုမှာဟိုမှာဟိုအရင်တော့ဆိုလို့ရှိရင်အခုတမနော်ကျွန်တော်ဆွဲပြပေးမယ်နော်အဲ့မှာမနေရထီကိုအဲ့ဒီထဲကိုဝိုင်ထဲကိုရေမွင်သေးအခုဝိုင်ထဲကိုရေဝင်သွားပြီတွေ့လားအဲအဲ့ဒီပေါက်ထဲကိုရေဝင်သွားပြီနော်အဲ့မှာတော့ဒါတော့မှအဲ့ဒါတော့မှမာဝါးတွေတစ်တွေတုတ်တွေအမိုက်တွေနဲ့ပေါက်ပိတ်နေလို့နော် ီဘက်အပေါက်ဆိုရင်ဒီဘက်ဘက်ကကျွန်တော်ဒီနားကနေမမြင်ရဘူးတံတားဘက်ကနေတွားရေးပြမှကျွန်တော်မြင်ရမယ်အဲအပေါက်လေးတော့နည်းနည်းလေးမြင်ရတယ်ရေစည်းစင်းနေပြီနော်ကျွန်တော်တံတားဘက်ကိုလမ်းလျှောက်မယ်ဥွေတားနှစ်ပါလမ်းလျှောက်ပြီးလိုက်ပြီးရိုက်ပြလိုက်အောင်မယ်ဟေး လေကြတော့ယူလာတယ်ဖုန်းကြတော့ထားခဲ့ဝမ်းသာပါလေအကြည့်ပေးအောင် ဆက်ပိုင်းတို့ကျွန်းတာယာတို့ခေါင်းကြီးကျွန်းတို့တော်ဝင်လာပြီဆိုလို့ရှိရင်လေဒီကြောက်ကြီးစုစီမံကိန်းတိုးချဲ့ရထားလမ်းပတ်ချက်နေရတာဘလို့နေမလဲမသိဘူးဘကူမျိုးတဲ့ဘယ်မျိုးမှလဲတဲ့ဘကူမျိုးမှာပါမနေ့ကတော့ကျွန်တော်ဟိုးဦးမှာတင်ပြထားတဲ့ဟိုးဘက်ကအထက်တောင်မှအခုမြုပ်သွားပြီနော်မနေ့ကမြန်မာဆလော်တင်6နိုင်ခွဲတိုင်းသွားချက်အရမှာဘကူမျိုးရဲ့မြစ်ကဆိုရင်ရေမကရှေ့ရနဲ့80ဘကူမျိုးရောက်နေတဲ့ချိန် sôi gì mà cả xe lý là xin mình OK. đã thi giàu qua bị đó chỉ xin đi đâu chỉ bảo chỉ giúp ok được rồi cho xe bia mày không mà chỉ xin đi chỉ quên đi được ေဝင်နေပြီရေဝင်နေပြီနော်ဟုတ်လားအမရေဝင်ပြီးရေစီးစင်းနေပြီအခုကျွန်တော်ဒါ live တွေ့နေတဲ့အချိန်ရပါတော့နော်ဒါမြန်မာစံတော်ချိန်9နာရီခွဲပြီး10မိနစ်အချိန်ပေါ့ဒါပကိုးမြစ်ပကိုးချောင်းမြည်ရေစီးစင်းနေမှုနော်အမဝဲခရက်ကိုကြည့်ရေတားစင်းနေရေတားစီးတယ်မနေ့ကတော့ဟိုးကနေရာကိုကျွန်တော်ရိုက်ပြတယ် နေ့ကအဲ့ဒီရိုက်ပြတဲ့နေရာမှာမနေ့ကတော့အထစ်လေးရှိသေးတယ်အခုအတိနေမှာအထစ်မရှိတော့ဘူးဟောတော့ရေဝင်နေတော့ရေဝင်နေပြီ နော်မနေ့ကတော့ဟိုးဝါနေရအဲအဲ့ဒီနေရမနေ့ကတော့အထက်ကလုံးဝမြုပ်သွားပြီကြောက်ကြီးစုအများနဲ့အပိသေးပါတဲ့ကြောက်ကြီးစုရေစားဝင်နေပါပြီရှင်တဲ့ဩဟုတ်ကဲ့ကျွန်တော်ကြောက်ကြီးစုဘက်ကမရောက်သေးဘူးနော်ကျွန်တော်ကြောက်ကြီးစုဘက်ကိုအခုကျွန်တော်လာကြည့်မှဖြစ်ပါတယ်လာကြည့်ပြီးတော့ဘကူမျိုးရဲ့ဒီတဘာဝပေးအန်တရရဲ့အဲဒီမှာဒီမိုးတွင်းချိန်ခါရေကြီးတဲ့ဟာကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော် ဗီဒီယိုလေးတွေဖြစ်ဖြစ်လိုက်လေးတွေဖြစ်ဖြစ်ကျွန်တော်ပြင်ပြပေးမှာပေါ့နော်အောက်ပိုင်းအနေပိုင်းမှာရှိတဲ့မိဘပြည်သူများကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက်ကိုဒါကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကြိုတင်ပြင်ဆင်ထားတာမပါဘူးပေါ့နော်ရေဟိရေဆိုတာရေဆိုတဲ့အမျိုးကလည်းဟုတ်ဆိုတော့မွားထိုးစင်းလာဟုတ်ဆိုဘာမှလုပ်လို့မရဘူးပေါ့နော်ရေစင်းနေတယ်ရေစီးနေတယ်အမနေ့ကတော့ကိုနေရတရားဆိုလို့ရှိရင်မနေ့ကတော့ဒါအထစ်လေးရှိတယ်အခုအတိအထစ်တောင်ကျတော့ညှို့ဝါကြီးပေါ့နော် ိုးပြပါပဲနဲ့ရေကြီးနေတယ်နော်တဲ့အဲဒါအောက်ဘက်မှာမိုးမရဘူးဆိုပေမဲ့လည်းအထက်ဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်ဒီဇောင်းလူဘက်ကနေပြီးတော့ရေစီးဆင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုဆယ်ထဲမှာတော့ရေရတော့မရှိဘူးလို့ပြောတယ်ဇောင်းလူဆယ်ထဲမှာတော့အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်အဲ့ဒီဘက်မှာမိုးသွားရွာတဲ့အတွက်ကြောင့်ဒီဘက်ကိုအောက်ဘက်ကိုရေစီးဆင်းလာတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်။မိုးမရွာဘူးဆိုပေမဲ့လည်းတော်တော်1998ခုနှစ်က ်အခိုက်တာကျိုးပကူရေးဆံဟောဖက်လက်လက်နဲ့နှစ်ကဆိုလို့ရှိရင်ဒီလိုနေကြီးပူပြီးတော့ရေရကျင်း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 နဲ့တရေးရေးနဲ့ဒီအလားတက်လာတဲ့ပုံစံမျိုးပဲမိုးမယွာဘူးနေပူနေတယ်နေပူပြီးတော့ကျင်း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 နဲ့ရေရတရေးရေးနဲ့တက်လာတယ်ဟောက်ကူက90နဲ့ခုနခုနှစ်ကတည်းအခိုက်တာကျိုးပကူရေးဆံဟောဖက်လက်လက်နဲ့နှစ်ကပေါ့နော်ဒီဟောနဲ့ဖရာကြီးကိုဆိုလို့ရှိရင်လမ်းမှာဒါကားလည်းမမြင်ရဘူးဆက်လီနဲ့သွားနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးချိန်တော့ပါပေါ့ ရေများလိုက်တာတဲ့ဟုတ်ကဲ့ရေလေးနည်းနည်းများတယ်ဒါကတော့နှစ်စဉ်နှစ်တိုင်းဖြစ်နေကြဒါပကူးမြစ်ပကူးချောင်းရေကတော့ဒီတိုင်းမှာပဲနှစ်စဉ်နှစ်တိုင်းဖြစ်နေကြပါပဲအာအနေပိုင်းကမိဘပြည်သူညီကိုမမများအာချုပ်တင်ပြင်ဆင်ထားနိုင်တော့အကောင်းဆုံးပဲပေါ့နော်ချုပ်တင်မပြင်ဆင်ထားနိုင်ရင်ပေါ်ပေါ်ဆဆနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လဲဒါမပြောတတ်ဘူးပေါ့ ကြောက်တင်းကုန်းဘက်ရေရောက်နိုင်လားတဲ့2023ခုနှစ်ကရေပုံမျိုးဆိုရင်တော့ကြောက်တင်းကုန်းဘက်လေရောက်နိုင်တယ်အခုလောလောဆယ်ရတော့ဒီရေမြုပ်မြောင်းနေပေါနေတယ်တန်ဆင်းရေးတွေလုံနေတယ်လမ်းတွေတတရဲဖြစ်နေတယ်ချောင်းတွေနည်းနည်းလေးတိုးချက်နေတယ်ဆိုတော့ကြောက်ဒီကြောက်တင်းကုန်းဘက်ကရေရောက်နိုင်လားဆိုတော့မရောက်နိုင်ဘူးကျော်လို့တော့မရဘူးပေါ့နော်အဲ့တော့ကျိုးတင်ပြင်ဆင်လာတာတော့အကောင်းဆုံးပဲလို့တော့ကျွန်တော်ပြောချင်တာဒါလေးပဲရှိတယ်ကျန်တာတော့ဘာမှမရှိဘူးနော် ဖြစ်သွားမှာဒါဟာဖြစ်သွားပြီဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးဖြစ်သွားမှာဒါဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်တော့အဲ့ဒါအမမတက်နိုင်ပေါ့အင်းသာတခင်ရေကြောက်ကြီးစုရေစောက်ဝင်နေပြီဆိုတော့ညီတို့ဒီမြစ်တာလမ်းထဲမှာရေအခုချိန်သူဘယ်လောက်လောက်ရှိလဲပြောပြပါဦးဘာအခုအဲ့ဒီဟိုအဲ့ဒီဘက်ကိုလာဘလို့ဘာမှမဖြစ်ခင်ဘာမှမဖြစ်ခင်ကျူတင်ပြင်ဆင်လာတာအကောင်းဆုံးပဲပေါ့နော်မိဘပြည်သူညီကိုမော်ရွားများ အားလုံးပဲစိတ်ချမ်းသာခြင်းကိုစိတ်ချမ်းသာခြင်းပြည့်စုံကြပါစေမရှိတဲ့စကားနားဝမှာမချပြရစေနဲ့ခကြည့်တို့မှလည်းကြော်လွားနိုင်ပါစေနာမည်ကိုကြပါယောဂဝိဇ္ဇာယူလဲဘိန်းကြရွက်ပေါ်ရှိမပြင်ပကက်တို့ပြင်းစုံလွင့်ပြပပပါစေဒီနေ့ဇူလိုင်လ10ရက်မှစပြီးတော့စိတ်ချမ်းသာခြင်းကိုစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစီဝလလပါတဲ့ဒီလက်ဖူးယူပါတဲ့ဒုတပါပဲကောင်းတော့တိတ်ကောင်းတော့နမိတ်ကောင်းတော့လက်လာပတ်များအမြဲတမ်းဝင်နိုင်ပါစေဇူလိုင်လ10ရက်မှစပြီးတော့ ဝါသူကဘာသာအားလုံးစိတ်ချလာကြခရီးတမတင်နဲ့ပြည့်စုံကြပါစေတဘာဝဘေးအန္တရာယ်ကဆူကြီးမှလည်း power sin power ကိုစင်လင့်ပြပပြောင်းနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တာရဲ့ကျွန်တော်ရဲ့လိုက်လျာဒီနေရာမှာကတ္တခဏရင်နာခွင့်ပြုပါခင်ဗျာအားလုံးပဲကိုစိတ်နှပြရေကျွန်တော်ပြဖိုင်လေးကတော့ဒီတော့ပါပဲဒီသတင်းလေးကတော့အရန်ကမှရေးကြည့်ရပြ ါကတော့ဒီပဲခူးမြေရေဒီဆိုရင်ရေအမှတ်ဒီ880ကိုဒီရောက်တော့မယ်လို့ဒီကြေညာလိုက်တဲ့သတင်းလေးကိုဒီဆက်ပြသပေးတော့ဖြစ်ပါတယ်ဒီပဲခူးမျိုးကတော့ဒီနှစ်စဉ်နဲ့တိုင်းရေကြီးတယ်ဗျကျွန်တော်အမျိုးလေးအလုံးမကြီးဆက်ကြပါကျွန်တော်အဒီဗျူဖိုင်လို့လေဒီပဲခူးမျိုးမှာရှိတဲ့ဒီအမျိုးတွေမြင်အောင်လို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ channel နဲ့မုံနှန်းသေးနဲ့မိုးလေးတို့သာတင်ပူတူတရရသာတင်နဲ့ဆယ်လီတင်အစ်တစ်တွေကိုမြင်တက်ဆက်ပေးမှာမို့ကျွန်တော်တို့ channel like ကဆက် comment နဲ့ like ကဆက် comment နဲ့ပြန်နံဒီ value ဝင်နေခဲ့ပြီပို့တော်ဆွေးကြည့်ပါရစေကျွန်တော်တို့ channel အားပေးကြည့်ရှုသူတွေအချင်းချင်းကျေးဇူးများရှိတင်ပါရစေနောက်ထပ်ဗီဒီယိုအပြည့်ဆုံးကြမယ်တဒါ